မြန်မာနေဦးခရိုနီကယ်မေလာ23ရက်မြင်တွင်မြန်မာပြည်ရေးကနိုင်ငံတကာရေးအောက်စီးကြောင်းလာမြန်မာပြည်ရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာစာမျက်နှာတွေမှာပြန်လည်ပေါ်ထွက်လာပါတယ်မြန်မာစစ်ကောင်စီရုရှားခီးစင်ပြီးမှမြန်မာအိန္ဒိယချင်းနိုင်ငံတွေနဲ့မြန်မာဆက်ဆံရေးတွေလှုပ်ရှားမှုရှိလာတယ်လို့ဆိုနိုင်ပါတယ်မြန်မာအိန္ဒိယနယ်စပ်မြင့်အငင်းပွားမှုကဒေသခံလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာဖြစ်ပေါ်ခဲ့ပြီးနောက် NUDE ပကဖတပ်ဖွဲ့ဝင်တွေတပ်ဖြတ်ခံရတာကြောင့်ဒီအရေးကရှေ့တန်းကို ရောက်လာပါတယ် NUG ကပြင်းပြင်းထန်ထန်ကပ်ကွက်တာဖြည့်ရှင်းချက်တောင်းတာအပြင်မြန်မာပြည်တွင်နိုင်ငံရေးတည်ငြိမ်မှုမရှိသေးတဲ့ကာလအတွင်းတပတ်သက်ခြံစည်းရိုးခတ်တာမျိုးမလုပ်ဖို့အိန္ဒိယအစိုးရကိုအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကတောင်းဆိုလိုက်ပါတယ်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်မှာတမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်တွေတပ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့သဘောထားကိုဒီကနေ့မေလ24ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်ရမှာအခုလို ဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီအဖြစ်အပျက်တွေမတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဒေသခံတရင်းစာတွေကရခိုင်ပြည်နယ်ကအာရခတပ်တော်နဲ့ဆက်ဆံရေးရိုဟင်ဂျာဒုက္ခသည်များရေးကိုသူတို့အစိုးရတွေကိုယ်တိုင်ကဒေသခံလက်နက်ကိုင်အဖွဲ့တွေအထူးသဖြင့် AAR ခတ်တက်တော်နဲ့တိုက်ရိုက်ဆွေးနွေးမယ်စသဖြင့်ရေးသားကြတာတွေရှိပါတယ်။စီးရီးလုံခြုံရေးနယ်စပ်ဆက်ဆံရေးတွေမှာစကားပြောကြမယ်ဆိုတာမျိုးတွေရေးသားတာမျိုးတွေ့ရပါတယ်။ဒါအပြင်အတီမပြူနိုင်တဲ့ရင်းမြစ်တွေနဲ့အမေရိကန်လိုအနောက်နိုင်ငံကစီးရီးအရလေးလာမှုတွေလေ့ကျင့်မှုတွေလုပ်နေတယ်စသဖြင့် ဆိုရှယ်မီဒီယာသတင်းတွေမျိုးတွေ့ရပါတယ်။အကဲခတ်တွေအချို့ကသုံးသက်တာကတော့မြန်မာပြည်ရေးဟာနိုင်ငံတကာဆိုရရသူတို့မဟာဗျူဟာ policy သမားတွေမျက်စိအောင်မှာတိတိသားသားပေါ်တင်လှောက်ရှားကြတဲ့နိုင်ငံရေးမဟုတ်ပဲနောက်ွယ်ကလကနောက်ကနေအကွက်ရွှေကြရတဲ့နိုင်ငံရေးတွေဖြစ်လာသလားလို့မေးခွန်းထုတ်လာကြပါတယ်။ဒါကိုစကားသုံးနှုန်းတွေကတော့ intergovernmental political saturation လို့ခေါ်ဆိုကြတယ်ထင်ပါတယ်။ ရေပြင်ပေါ်ကနေမမြင်ရတဲ့အာတန်နဲ့ရေအောက်စီးကြောင်းတွေလို့ဥပမာခေါ်တာဖြစ်ပါတယ်။တာရကားတစ်ခုကတော့ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်လူမှုကယ်ဆယ်ရေးလမ်းကြောင်းမြန်မာ Humanitarian Corridor ဖွင့်ဖို့အတမင်ခံပညာရှင်ယူနစ်ကစောင့်ရက်လာတာကိုဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြင်းပြင်းထန်ထန်ကောက်ကွက်တဲ့သတင်းပေါ်ထွက်လာပါတယ်။သူတို့ကမပြောဘဲမတိုင်ပင်ဘဲမြန်မာရေးကိုမဝင်ပါနဲ့လို့ဗိုလ်ချုပ်ကြီးတွေက ပြောတယ်ဆိုပါတယ်။ယူနစ်ကိုယ်တိုင်က စိတ်နှောက်ယှက်ဖြစ်ပြီးအလုတ်ကတော့ထွက်မယ်လို့ပြောတဲ့သတင်းမျိုးထွက်လာပါတယ်။ ယူနိုဘက်ကအမြင့်ဆုံးကိုယ်စားလှယ်ဖြစ်တာဝန်ထမ်းဆောင်တဲ့အမျိုးသားလုံခြုံရေးအကြံပေးခလီလူရာမန်ကရခိုင်တွင်ဖြစ်ပေါ်နေသော လူသားမှုအရေးခင်ကြောင့် UN နှင့်အတူအကူအညီအစားအစာစေဝါစသဖြင့်တင်ပို့ရေးသားဆွေးနွေးနေကြခြင်းဖြစ်ကြောင်းရှင်းလင်းခဲ့ရပါတယ်။ဘင်္ဂလားဒေ့စ်စစ်တပ်ဟာယခင်အရက်သားဆိုရကိုဖျောက်ချတဲ့လူရုလှုပ်ရှားမှုမှာကြားနေခဲ့ပြီးနောက်ယခုတက်လာတဲ့အရေးပေါ်အဆိုရကိုထောက်ခံထားတာမျိုးဘင်္ဂလားဒေ့ရှ်ပြည်တွင်ရေးမှာအရေးပါတဲ့နေရာရှိနေတယ်ဆိုတာထင်ရှားပါတယ်။ တရုတ်ပြည်ဩစာကြီးမားမှုတွေအာရှဒေသအပြင် နိုင်ငံတကာမှာမြင့်မာလာနေတာကြောင့်အမေရိကန်နဲ့အနာအုပ်စုဟာသူတို့တွေဤရှိရင်းစဲခြေရန်လက်တံတွေနဲ့မိတ်ဆွေနိုင်ငံတွေကအစိုးရတွေလူမှုအဖွဲ့အစည်းတွေကနေတဆင်စုဖက်မှုတွေရှိနေစေဖြစ်တယ်လို့ယုံကြည်ရပါတယ်။အိန္ဒိယပါကစ္စတန်တင်းမာမှုမှာအမေရိကန်ကဝင်ရောက်ကြောင်းဝင်ဖြစ်ရှင်းတာကထိရောက်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။ ယခုဘင်္ဂလားဒေ့ရှ်၏မြန်မာရေးကိုရက်တီချဟာအနောက်နိုင်ငံ၏သဘောထားမှာပါပဲတိကျသွားလို့မရတဲ့သဘောလို့ဆိုနိုင်ပါတယ်။အလားတူပဲအာဆီယံကမြန်မာအရေးကိုတရုတ်ဤဝင်ရောက်ဆွတ်ဖက်မှုနဲ့ဆောင်ရွက်ဖို့မလေးရှားနိုင်ငံခေါင်းဆောင်တွေတက်ကြွစွာဆေးဆက်မှုတွေနဲ့ခရီးဆက်ကြဖို့2025ကနဦးကာလတွေကထွက်ရှိလာပေမယ့်နောက်ပိုင်းမှာတော့အာဆီယံ၏မြန်မာရေးလမ်းပြမြေပုံ၅ချက်ကိုလက်တွေ့မကျဘူးဆိုတဲ့ဝေဖန်ချက်ကို UN နဲ့အနောက်အတိုင်းဝိုင်းကနေထွက်ပေါ်လာတာကိုတွေ့ကြမြင်ကြရပါတယ်။ NUG ကိုယ်တိုင်ကလည်းလက်တွေ့မကြတဲ့ ASEAN ၏ဂျာဝင်ဆက်ဆက်မှုတွေကိုဝေဖန်လာပြီးစစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်မပြုတ်နိုင်ကြောင်းထုတ်ပြောလာတာအရှိန်မြင်လာပါတယ်။ဒါအပြင် ASEAN ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်စီကိုမထည့်ဖို့ကန့်ကွက်မှုတွေရှိလာတာတွေ့ရပါတယ်။အဲဒီနောက်မှာတော့မေလ26-29 ASEAN ထိပ်သီးညီလာခံမှာမြန်မာစစ်ကောင်ဆောင်တွေကိုဖိတ်ခေါ်ခြင်းမခံရတဲ့သတင်းတွေထွက်လာပါတယ်။မြန်မာနိုင်ငံ၏စစ်ကောင်စီသည် ASEAN အရှိတအာရှနိုင်ငံများအဖွဲ့၏ထိပ်သီးအစည်းအဝေးများမှာ ဖေထုတ်ခံရခြင်းကိုရင်ဆိုင်နေရတော့လေဤဖေထုတ်မှုသည်စစ်ကောင်စီအာဏာရှင်ဆန်သော အုပ်ချုပ်မှုကိုပြောင်းလဲရန်သို့မဟုတ်၎င်းတို့၏လက်ရှိမူဝါဒများကိုပြန်လည်တုံ့တက်ရန်လုံလောက်သောဖိအားမဖြစ်စေခဲ့ကြောင်းလေးလာသူများကထောက်ပြကြတယ်လို့အရှာတိုင်းသတင်းအွန်လိုင်းကတော့ဝေဖန်တာတွေ့ရပါတယ်။အာဆီယံ၏2021ခုနှစ်တွင်ထားမှတ်ခဲ့သောငြိမ်းချမ်းရေးအတွက်အချက်၅ချက်သဘောတူညီချက်ကိုအကောင့်ထည့်ဖို့ရန်စစ်ကောင်စီကငင်းဆန်ထားပြီးယင်းသဘောတူညီချက်သည်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုများနှင့်အကြမ်းဖက်မှုများကိုရပ်တန့်အာဆီယံကရည်ရဲဖြစ်တာမို့သူတို့ကိုဖဲ့ထားတာကလည်းအပြေမဟုတ်ဘူးလို့ဝေဖန်ထားတာဖတ်ကြားပါရယ်မြန်မာပြည်အနောက်နှင့်အရှေ့နယ်ဆက်ထိဆက်နေတဲ့နိုင်ငံတွေကမြန်မာပြည်ရေးကိုဆက်ဆံနေကြတဲ့စီမှာမြန်မာစစ်အစိုးရကိုကန့်သက်ထားရေးတရုတ်ဩဇာခံတဲ့ခြေလမ်းများကိုတားဆီးနိုင်ရေးတို့ကိုအာယုံဆိုင်လာပုံရတာကိုထောက်ပြချင်တာဖြစ်ပြီးကလကနောက်ကွယ်မှာအင်အားကြီးနိုင်ငံတွေဤကစားကွက်တွေကတော့ဆက်ရှိနေစေဖြစ်တယ်လို့ဆိုချင်တာဖြစ်ပါတယ် တိုက်ဆိုင်တာမဟုတ်တဲ့တရင်ဆောင်ပါတစ်ခုကတော့ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မောင်ကိုရိုင်းရေးထားတဲ့စာကို Bangkok Post ကဖော်ပြထားတာတွေ့ရပါတယ်။ဒေါ်စင်မောင်ကတော့ຫນွေဦးတော်လိုင်းလှုပ်ရှားမှုတွေအပေါ်မှာတင်းမာတဲ့သဘောထားရှိတဲ့တရုတ်ပြည်သူသမ္မတနိုင်ငံကိုရည်ရွယ်ပြီးသူ့အာဘော်ကိုရေးထားပုံရပါတယ်။တရုတ်ပြည်ဤမဟာခီးရှေလို့တမိုင်းဝင်ခဲ့တဲ့တော်လန်ရေးခရီးကျက်နဲ့မြန်မာຫນွေဦးတော်လိုင်းရေးကိုဥပမာနှိုင်းယှဉ်ပြထားပါတယ်။ဤခီးသည်တရုတ်ပြည်သူသမ္မတနိုင်ငံတည်ထောင်ရေးသို့ဥတီသွားစေခဲ့သော မော်စီတုံး၏လက်သမားနှင့်အလုတ်သမားလှုပ်ရှားမှုများမှအတိကထောက်ခံမှုနှင့်တူညီသည်တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာတည်ငြိမ်မှုနှင့်ကိုပိုင်ဆုံးဖြတ်ခွင့်သို့ခရီးသည်တရုတ်ပြည်သူများ၏လိုအပ်ချက်နှင့်ဆန္ဒများတွင်အမြင့်တွယ်ခဲ့သည်မြန်မာနိုင်ငံသည်လည်းဤလမ်းကြောင်းတိုင်းလိုက်လျှောက်ရန်မျှော်လင့်ထားသည်လို့ရေးထားပါသည် လမ်းပေါ်ဆန္ဒပြမှုများနဲ့လက်လုံလက်နက်များမှစတင်ခဲ့ရမှာအရှိတောင်အာရှ၏အကြီးဆုံးစစ်တပ်တစ်ခုကိုစန့်ကျင်သည့်နိုင်ငံတော်ဝင်ညှိနှိုင်းထားသောလက်နက်ကိုင် ထိုးစစ်အထိဤလှုပ်ရှားမှုသည်ဆွဲရှိမှုစံသစ်တီထွင်မှုနှင့်ပြည်သူများ၏မတုံမလျော့သောစိတ်ပိုင်းဖြတ်မှုဖြင့်တိုးတက်အောင်မြင်လာခဲ့သည် နိုင်ငံတကာတိုင်ဝိုင်းသည်မြန်မာနိုင်ငံနှင့်ညီတို့ဆက်ဆံရမည်ကိုစဉ်းစားရာတွင်ရိုးရှင်းသောအမှန်တရားနှစ်ခုကိုအတိမတ်ပြုတင်သည်ပထမအချက်တစ်ခုမှာခုခံတော်လှန်ရေးလှုပ်ရှားမှုသည်အောင်မြင်ဖွယ်ရှိပြီးဒုတိယအချက်မှာဤလှုပ်ရှားမှုသည်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ရောက်ရှိရန်တခုတည်းသောလမ်းကြောင်းဖြစ်သည်လို့ဒေါ်စင်မအောင်ကရေးထားပါသည်ဒီနေရာမှာ အရှိအင်အားတွေကိုအနောက်အင်အားတွေဘောကိုနေဦးတော်လန်ရေလှုပ်ရှားသူတွေစီယုံကြရမှာကသူတို့က အနောက်ကလူတွေလားအရှိကလူတွေလားဆိုတာထက်မိမိကံကြမ္မာမိမိဖန်တီးမဲ့သူတွေဖြစ်တာကိုမိမောက်ထိုးပြဖို့လိုမယ်ထင်မိပါတယ်။အဲ့ဒီအတွက်မြန်မာပြည်သူတွေကိုမြန်မာပြည်သူတွေဤမူလမူရင်းတန်ဖိုးအတိုင်းလေးစားနားထောင်ကြဖို့အရှိကောအနောက်ကောကိုတိုက်တွန်းဖို့လိုပါမယ်။နိုင်ငံတကာကနိုင်ငံရေးသမားတွေအစိုးရတွေက သူတို့အကျိုးစီးပွားအခြေပြုတဲ့လှုပ်ဆော်စည်းရုံးမှုတွေ policy တွေကို ရေအောက်စည်းကြောင်းတွေကနေဆောင်ရွက်နေကြတာကိုလည်းတတိပြုထားကြမှာလည်းဖြစ်ပါရဲ့ရှင်။